အားလုံးပဲမင်္ဂလာပါရှင်။မြမဝိုင်းဒီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဆုံးဖြူမရွာဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်။ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တာသိရှိနိုင်ဖို့ notification ခေါင်းဆောင်လေးနှိပ်ပေးပါအောင်နော်။ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်။ပောင်ရင်းကျင်တစ်ခုလို့တိတ်ဆိတ်ငိတ်သက်နေရဲ့ညတကောင်ချိန်မှာတော့ညောင်ရမ်းရွာလမ်းမကြီးပေါ်မှာ လူတယောက်ပုံရှိုးခွေရှူသွားလာနေခဲ့တယ်။အမောင်တို့ကိုအာယုံရင်သွားလာနေတဲ့လူကအတန်သေးကျယ်ဝင်းနဲ့ခြံဝင်းတစ်ခုရှိရအောင်မှာတော့ခန္ဓာကိုယ်ကျုပ်ပြီးထိုင်ချလိုက်ရာလူသွင်းရနေကြောင်တကောင်ဖြစ်ပြောင်းလဲသွားပြီးအနာရှိရဲ့ခြံစည်းရိုးပေါ်ကိုလွှားကနေခုန်တက်သွားတော့တယ်။အိခါမိုးတနည်းအားစီရောက်မှာတော့လူတကူဆောင်ဝင်းတို့ရတဲ့အုတ်ချုပ်ပြားတစ်ချက်ကိုလက်သေးနဲ့ခွာကထိုးဆင်းသွားလိမ့်တယ်။အခန်းထဲမှာတော့ကျုံးစာအုပ်စင်းနဲ့အမြောင်များရှိနေပြီးဘောင်းနေရာတွေမှာတော့ လွန်စွာလက်ရမြောက်တဲ့ဘဘူးရုပ်တွေထွင်းထုတ်ထားတာမြင်လိုက်ရတယ်။အဲဒီချိန်မှာပဲအမီးတစ်ထောင်တောင်းတဲ့လမ်းလျှောက်နေတဲ့ကြောင်နဲ့ကြီးကဗတန်းရက်တလို့ရလာရအရ6ပေနီးပါးခန့်ရှိတဲ့လူရဲတယောက်ဖြစ်ပြောင်းသွားတော့တယ်။လူရဲကစာအုပ်စင်မှာတင်ထားတဲ့စာအုပ်တွေကိုစူးရှားတဲ့မျက်လုံးနေနဲ့ကြည့်လိုက်ပြီးတနေရာရောက်မှတော့သူ့ရဲ့တွယ်လျားတဲ့လက်ချောင်းလေးရင်နဲ့စာအုပ်တအုပ်ကိုဖြတ်ခနဲစွဲယူလိုက်ပါတော့တယ်။ထိုစဉ်စာအုပ်စင်ပေါ်မှာထွင်းထုတ်ထားတဲ့ဘဘူးရုပ်တွေအသက်ဝင်လာသလိုလှုပ်ရှားလာပြီးတော့ ကျမ်းမော်ကိုတဖြုံဖြုံနဲ့ခုံထွက်လာခဲ့တယ်။လက်တစီခန့်သာရှိတဲ့ဘဘူးရောက်တီကကျမ်းမော်ကိုယောက်တာနဲ့ကျောင်းမက်ဖွဲအစင်းတံတန်းနေဖြစ်သွားခဲ့ပြီးပြူကျဲရဲ့မျိုးလုံးနေနဲ့ဟိုဟိုတီတီလိုက်ကြည့်နေခဲ့တယ်။ဒါပေမဲ့ထူးခြားမှုတစုံတရာမတွေ့ရတာကြောင့်ဘဘူးရောက်တီအသွင်ပြန်ပြောင်းပြီးမိမိတို့ထွက်ကြလာတဲ့နေရာစီပြန်ဝင်သွားခဲ့တော့တယ်။အဲဒီအချိန်မှာတော့ဒီကိုယ်လုံးနှမ်းမောင်နေရဲ့ကျောင်းတကောင်ကလက်နဲ့သိခန့်ထူတဲ့စာအုပ်တအုပ်ကိုပါးစပ်မှာကြိုက်ချပြီးအမောင်တူကနေ တွေး၍ထွက်ခွာသွားပါတော့တယ်။နေရထန်းတပြားတီရောက်နေပြီဖြစ်တဲ့အတွက်မဲဖြူတယောက်နွားစာစင်းနေတာကိုရက်ပြီးအိမ်မော်တက်လာခဲ့လိုက်တယ်။စက်ကြိုင်အိမ်ရမထသေးဘူးလားဟ။မဲဖြူတန်ကြောင့်အမဘဲချိန်ရှိပြီလဲ။နေရထန်းတပြားတော်ရောက်နေပြီ။ဘာနဲ့တော့ယောက်ျားလေးတယောက်ရှိပါတယ်။ဘာမှအားကိုးလို့မရအောင်။အမကလည်းဒီမောင်လေးတယောက်ပဲရှိရအောင်ဗျာ။ဒီရဲ့ချိန်အဖေသာရှိရင်တော်ရရကူမနေ့ကိုတွားနေခိုင်းပါ။ တော်ရရဂူမာတော့မနေချင်ပါဘူးကျွန်တော်ကအမနာမှာပဲနေချင်တာဒီကောင်တော့စကားတက်တိုင်းရှောက်ပြောနေနဲ့သွားသွားမျက်နာသွားသိပြီးရင်ထမင်းစားတော့ဆက်ကြရင်ညနေကြရင်အဖွားစိန်ညာစီသွားလိုက်အောင်နော်ဘာလုံးလို့လဲဗျမဟုတ်မှလွယ်ရောဟိုပညာတွေသင်ခိုင်းမလို့လားအေးလေနေထိုင်ခဲ့တဲ့သူတွေတော့ပညာတွေအဆုံးတက်နေပြီနေရာခုထိခြေရာကောက်တဲ့အတက်တောင်မကျွမ်းကျင်သေးဘူးကျွန်တော်ကဝါသနာမှမပါတာစိတ်ညစ်ပါတယ်စိတ်ညစ်လည်းမတက်နိုင်ဘူးအေး အပွားကသူ့ခေါ်လာမလားဘာလို့တက်တယ်ဆိုတာသိရမလားလေခွင်းထဲမှာတရေဖန်းခါဥမှာလားဒါတော့ငါလည်းမသိဘူးဧမဲဖြူကအိယာခေါက်သိမ်းပြီးလို့အိရှိထွက်လာတဲ့ချိန်အိတန်စင်းမှာချိတ်ဆွဲထားတဲ့ခေါင်းတော်ကတချွင်ချွင်လှုပ်ရှားလာတာမြင်လိုက်ရတယ်အရေးတော့ထူးပြီးထင်တဲ့စက်ကြိုင်မျက်နှာတစ်ပြားနဲ့အပွားကြီးလိုက်ခဲ့တော့ဟိတ်မေဖြူကမောင်ဖြစ်သူကိုပြောပြီးအိမ်မွားကနေကမန်းကရန်ဆင်းသွားခင်းလိုက်တယ်။တဲနုအဖွားကဘာလို့ခေါ်ရလဲ။ငါလည်းမသိသေးဘူး။အင်း ာမန်ကိစ္စလောက်နဲ့တော့ခေါ်မှာမဟုတ်ဘူးထင်တယ်။အားလုံးရောက်လာကြပြီလားဟဲ့။နင်တို့ကိုခေါ်ရတဲ့ကိစ္စတခြားမဟုတ်ဘူး။ဒီရောင်မကြခင်အချိန်အတွင်းဧည့်သည်၅ယောက်ရောက်လာကြလိမ့်မယ်။သူတို့တွေကငါတို့ဒုက္ခပေးမဲ့သူတွေမဟုတ်တာမို့ရန်လိုတဲ့အပြုမှုမလုပ်ကြဖို့တတိပေးတာ။အဖွာဒီရောင်ဧည့်သည်လက်မခံတာကြပြီမို့လား။အခုမှဘလို့ကြောင့်လက်ခံရရလဲ။ဟဲ့ညထွန်းတင်ခုလာမဲ့သူတွေကနင်နေရရတယ်မဟုတ်ဘူး။ငါတို့ရွာကိုရောက်လာတဲ့ဧည့်သည်တွေ ကောင်းကောင်းမွန်မွန်ဧကံပေးကြအောင်ကြားလားဟုတ်ကဲ့ဘွာအေးအေးခုလိုခေါ်ပြောတာလဲတယောက်ယောက်ကသူတို့မသိပဲစော်ကားမိမှစိတ်ပူလို့ကဲကဲကိုလုံးဆရာရှိရာလောက်ကြပြီတော့အဖွားစိတ်ညာစကားဆုံးလူဟုတ်ကြီးကမိမိရိုးနေအိမ်စီကိုတပွဲပွဲပြန်သွားကြပြီမဲ့ဆက်ကြတော့ကုတ်ကုတ်ပြီးအောင်မှထမ်းပြီးအဖွားစိတ်ညာအိမ်ကိုသာစိုက်ကြည့်နေခဲ့တယ်ဆက်ကြနေမပြန်မဲ့ဘာထိုင်လို့နေရလဲခုနကမှထမင်းစားထားတော့လမ်းမလျှောက်ချင်သေးဘူးဒါကြောင့်ခဏထိုင်နေရာ နေမပြန်သေးဘူးဆိုလေရွာတိုင်းမှာကင်းမွေရွံလေးတွားခုပေးစမ်းမှာညနေအေးတောင်လေးချက်မလို့တအိုးချက်ပဲလားအမတအိုးချက်ပဲခုခဲ့ခုပြီးရင်လည်းပြန်လာအောင်နော်ဟိုတီတီတဝေထိုးမနေနဲ့စုံဖြူမှာရွာရဲ့အပြင်ဘက်မှာတော့အလေးကြပေါက်နေရဲ့ကင်းမွေချန်တွေကလက်ညှိုးထိုးမလွဲရှိရဲ့ဟဲ့ကောင်တရက်ပင်ကနေနေလေးကိုဘာလို့ကွာနေပြစ်နေရလဲပြင်းလို့ပေါ့ဗျဒါနဲ့ခင်ဗျားဒီတရက်ပင်ပိုင်ရှင်လားပိုင်ရှင်တော့မဟုတ်ဘူးလေကွာ မင်းပြစ်တဲ့လောင်စလောကငါ့ကိုလာမှန်ပါဆိုလို့ဟာဟာဖိုကရုံကအဲ့လောက်မညံ့ပါအောင်အခုတော့မထီအောင်ပြစ်ထားတာလေရအတော်ကြီးပါလားဒါကြောင့်အရက်ပူနေတာဆက်ကြစကားကြောင့်ဖိုကရုံနှာတင်းသွားပြီအရက်ပူတာမျိုးရိုးကြောင်မြအခုခမားကြိုက်တဲ့အသည်လက်ညှိုးထိုးလိုက်ကြုတ်ပြစ်ပြမယ်ဖိုကရုံလေးကွာပြန်ချလိုက်စမ်းဆိုရဲအတန်နဲ့တူလွယ်အေးကိုဘေးတစောင်းလွယ်ထားတဲ့လူလေးရောက်စူးချုံနေအနောက်ကထွက်လာခဲ့တယ် စကြလည်းတခါမှမမြင်ဘူးတဲ့လူစိမ်းတွေကိုမြင်တော့အဖွားစိတ်ညာရဲ့စကားကိုတတိယသွားပြီးခင်ဗျားတို့ကအဖွားစိတ်ညာပြောထားတဲ့ဧည့်သည်တွေပဲဖြစ်ရမယ်ကျုပ်တို့လာမယ်ဆိုတာကြိုသိနေကြလားတိရပါဗျအဖွားစိတ်ညာမကြခင်ရွာကိုဧည့်သည်၅ယောက်လာမယ်ပြောထားတာဒီကျပူက၅ယောက်တည်းပါမယ်လို့မထင်ထားဘူးဟဲ့လူကြောက်နံမဲ့ဖိုးကလုံးမြကျပူမဟုတ်ဘူးနောက်တစ်ခါကျပူလို့ခေါ်ရင်ခင်ဗျားမျက်နှာကိုကွာနဲ့ပြစ်မှာနော်မောင်စမမင်းကောင်ထိန်းထား ဟိတ်ကဖိုးကလေးငင်းငင်းနေစမ်းသူများကိုပြက်တနာရှာမနေနဲ့ဧည့်သည်တွေရွာထဲဝင်ကြပါအောင်အပွားအိမ်ကိုကျွန်တော်လိုက်ပြပါမယ်ကျေးဇူးတင်ပါတယ်ကောင်းလေးအိမ်ရှိရောက်တော့တောင်းဝေးတချောင်းနဲ့အတင်းရဲဆောင်နေတဲ့အပွားစိန်ညာကဆရာတို့ကအစွန်ကြီးရောက်လာကြတာပဲလာလာအိမ်ထဲဝင်ကြအပွားကိုဒုက္ခပေးမိပြီဗျမဟုတ်ရပါဘူးဆရာတို့ရဲ့အပွားကကိုရွာကိုတကူးတကားလာပြီလို့ဆရာတို့ကိုကျေးဇူးတင်နေတာဆရာတို့ကတက်တက်လို့ပဲစားရဆိုတော့အစီအပြေရာလေးလှုပ်ထားတယ် တုံးဆောင်ကြပါအောင်ဆရာတို့နတ်ဖွဲ့ရွာမှာအစွမ်းပြခဲ့တဲ့တည်ရင်ကမှုင်းနေရပဲနော်အဲလောက်ထိလည်းမဟုတ်ပါဘူးအဖွာဘယ်ရမဟုတ်ပါမှလဲဆရာတို့ကအဲ့လူကိုမနှိမ်နှင်းခဲ့အခုချိန်ဆိုအဖွာတို့ရွာလေးပြကြနေတော့ပြီသူနဲ့တူရွာဘလို့ပတ်သက်မှုရှိခဲ့ရလဲအရင်စားလိုက်ပါအောင်ပြီးမှအဖွာတေးချပြောပြမယ်ခနာနေရောအဖွာစိတ်ညာမောင်ဆက်ကြရင်မိမခူးခိုင်းထားတာတွေတွားပြုတ်တယ်အဲ့ဒီလိုပြောပြီးမတိမတာနှိမ်ထုတ်လိုက်တယ် စက်ကြထွက်သွားတော့အဖွားစိန်ညာကအောင်မြတ်တာအနာကိုတိုးလာပြီးမကြာသေးခင်ကအဖွားတို့ထိမ့်သိမ့်လာခဲ့တဲ့ရုပ်တွင်ပြောင်းမှော်စင်စာအုပ်ဒုတိယတွဲတအုပ်ပြောင်းသွားတယ်စီအားဘလို့ရုပ်တွင်ပြောင်းမှော်စင်ဟုတ်လားဟုတ်တယ်စီအားလွယ်လွယ်ပြောရရင်လူစစ်စစ်ကနေတခြားတတဝါတမျိုးမျိုးပုံစံပြောင်းလို့ရတဲ့ကျင့်စဉ်စာအုပ်ပါအဖွားပြောင်းသွားတာဒုတိယတွဲဆိုတော့ပထမတွဲကကြံသေးရဲ့ပေါ့ပထမတွဲကအဖွားတိတဲ့စအရွယ်ခဲရမရှိခဲ့ဘူး ရှင်းမိနားမိအဖွားတွေပြောတာတော့ရွာပြောင်းရွှေ့စဉ်ပျောက်ပြက်သွားတယ်ဆိုပဲဒီလိုကျင်းစင်စာအုပ်ကိုအလွယ်တကူယူလို့မရအောင်စီမံထားတာမဟုတ်ဘူးလားဟုတ်ပါတယ်ဒါကိုဘလို့ခိုးယူလဲဆိုတာမပြောပြတတ်တော့ကဲအခုစရအောင်အဖွားလိုက်ပြပါမယ်အဖွားစိတ်ညာကအောင်မြတ်တာတယောက်တည်းကိုခေါ်ပြီးအိမ်အနားဘက်စပယ်ကြီးရှိရာထွက်သွားတော့တယ်စပယ်ကြီးကိုပဲလျှို့ဝှက်အခန်းပုံစံစီရင်ထားတာအိုးစရအထဲဝင်ခဲ့ပါ ဒုတိယစာအုပ်စင်မှာနေရာလို့တစ်ခု ရှိနေခဲ့တယ်။ခိုးသွားသူရဲ့ပညာဆွမ်းဟာအတော်မြင့်မားတာပဲ။ဟုတ်တယ်ဆရာ။ရုပ်တေနန်သွေးအစီရင်ကိုတော့ကြော်ဖြတ်နိုင်နေဆိုတဲ့ကတာမန်ပညာရှင်မဟုတ်ဘူး။ရုပ်တေနန်သွေးအစီရင်ဟုတ်လားဖွာ။ဒီလိုနာမည်မျိုးအခုမှကြားဘူးတာပဲ။သူကပုံနကားတအစီရင်လိုပဲဆရာ။ရုပ်တေရဖြစ်တဲ့ဟော်ရီဘဘူးရုပ်တေကိုပညာနဲ့နန်သွင်းထားတာ။သူကဒီစာအုပ်ကိုမှဘာလို့ရွေးပြီးခိုးရလဲ။ အဖွားစိတ်ပူကလည်းဒီအချက်ပဲရုပ်သွင်ပြောင်းမှော်စင်စာအုပ်နှုတ်မှာပထမစာအုပ်ကခန္ဓာကိုယ်ဖြစ်စဉ်ကိုပြောင်းလဲပေးရဲ့ပညာရက်ဒုတိယစာအုပ်ကပြောင်းလဲထားတဲ့ရုပ်သွင်နဲ့တခြားသူတွေကိုတိုက်ခိုက်တဲ့ပညာရက်ကိုရေးထားတယ်အဖွားပြောသလိုဆိုရင်ခိုးယူတဲ့သူကပထမအတွဲမရှိပဲဒုတိယအတွဲကိုဘာလို့ဖို့ခိုးရလဲမဟုတ်မှလည်းရောသူဟာရုပ်သွင်ပြောင်းမှော်စင်ပထမအတွဲကိုအောင်မြင်ထားတဲ့သူဖြစ်နေမလား။အိုးမဖြစ်နိုင်တာဆရာရဲ့ အတမတွေကပြောင်းနေရနှစ်ပေါင်းရာကြီးနေပြီလေချစ်နိုင်တာပေါ့အဖွားရဲ့ဒီကန်းနဲ့လူတရားအနေနဲ့ဝင်လို့ရနိုင်ပေမဲ့တခြားတရိတ်ဆန်တစ်ကောင်းကောင်းရဲ့ရုပ်တင်ပြောင်းမင်းဝင်မယ်ဆိုရင်ဝင်လို့ရတယ်မို့လားဆရာပြောတဲ့အတိုင်းသာဆိုရင်ဒုက္ခရောက်ပြီထင်ပါတယ်ဘာလို့လဲအဖွားဖွားတို့မှာတပောင်တစ်ခုရှိခဲ့တယ်အဲ့ဒီတပောင်ကရုပ်တင်ပြောင်းလေးရဲ့အိမ်မော်တက်မျိုးရိုးအဆက်ပြန့်လက်တန်းဆိုတာအဲ့ဒီတပောင်ကဘယ်ချိန်နဲ့ပေါ်ခဲ့တာလဲအတိအကျတော့မပြောတတ်ဘူးစီယား ဒါကြောင့်စာအုပ်ကိုပြန်ရှာဖို့အတွက်ဆရာတို့အကူအညီတောင်းရတာပါကျွန်တော်တို့အတက်နိုင်ဆုံးစ조사ကြည့်ပါမယ်ခုလိုပြောပြရပဲကျေးဇူးတင်ပါတယ်ဆရာညာတပြေးပြေးနက်လာတာနဲ့မြညောင်ရမ်းရွာတရွာလုံးအကြတမ်းပြီးကြားရလာအောင်တိတ်ဆိတ်လာတယ်အောင်မြန်းသားမောင်စမမောင်ကောင်းခွန်လာတို့ကတော့တဲခုနေရဲ့အိမ်ပေါ်မှာပတိစိတ်ချင်းအင်းဆွဲချင်းတွေကိုလှုပ်ဆောင်နေပေမဲ့ဖိုးကလုံးကတော့လေးဝါကိုပြောင်းနေရပူတောင်ရင်ပန်ဝင်းကျင်ကိုကြည်နေခဲ့တယ်အဲ့ဒီချိန် ဧကောင်ကြီးတရက်ပင်ပေါ်မှာမိကြည့်ကဲလို့ရဲရဲနေနေရဲ့မျက်လုံးနှလုံးပေါ်လာတာကြောင့်ဖူကလုံးကလည်းလေးကွာကိုကမ်းပြီးပတင်းပေါင်နာကတ်သွားခဲ့တယ်။ဟာငါတရေမှတ်လို့ထကြည့်ရကြောင်ဖြစ်နေတာ哦အင်းမော်လေးဒီချေရအကြောင်စုပ်တယ်ဟင်းခိုးစားမဲ့အချိန်ယူရေယူပြီးတော့အိမ်ထဲပြန်ဝင်လာခဲ့တယ်ဖူကလုံးအိမ်ထဲရောက်လို့အပြင်ကြီးလိုက်ချိန်မှာတော့တရက်ပင်ပေါ်မှာရှိနေတဲ့ကြောင်ကအိရှိလျံပေါ်ရောက်နေရမြင်လာရတယ်ဒီကောင်ခုနကတရက်ပင်ပေါ်မှာရှိနေရလေး ခုကျတော့အိမ်တော်ဘလို့ရောက်လာလဲဖိုးကလုံးကလေးကောင်းအောင်ခါကြထိုးပြီးလက်ဖြစ်တီကအနာကပ်သွားတဲ့ချိန်ဂျွန်ထဲလာတဲ့လက်သေးကလက်ပြန်ပေါ်ရောက်လာတော့တယ်ဟာကြောင်စုပ်ငါ့ကိုကုတ်တယ်ပေါ့လေဖိုးကလုံးဘာဖြစ်တာလဲကြောင်ကုတ်လို့စီယာမင်းရတော့လေအရာရာနဲ့အကြောင်းကြောင်းကြီးပဲဗမာလဲမင်းကုတ်တဲ့ကြောင်းလက်ရဲမှာရှိဟင်ဒီကောင်ပဲရောက်သွားပြန်တာလေခုနကဒီမှာထိုင်နေရလေ ပူကလုံးအိမ်မောကနေအိမ်အောက်ကိုငုံကြည့်လိုက်တော့အိမ်ခေါမိုးပေါ်မောကြည့်လိုက်လုံနေရဲ့ချေညောင်းဆိုတဲ့အတန်းကလမ်းဟိုဘက်ကအိမ်ခေါမိုးပေါ်ကထွက်လာခဲ့တယ်။ဒီကြောင်စုပ်အတော်မြန်တာပဲ။နောက်တစ်ခါဆိုငါနဲ့တွေ့မယ်။ပူကလုံးမင်းလက်ကသွေးထွက်နေရဲ့ဒီလိုလာခဲ့စမ်း။အောင်မြတ်တာကပူကလုံးလက်ကိုယူပြီးလက်နဲ့တက်ချလိုက်ရာဒံယာကသွေးတိတ်သွားခဲ့တယ်။ဆရာဒီရွာထူးဆန်းနေသည်လား။ဘာလို့လဲကွ။ရွာမှာရှိရတဲ့သူတွေတင် စွမ်းတာမဟုတ်ဘူး။ ြောင်လဲစွမ်းနေဗျမင်းကသွားစားလို့ဟိုးအားကောက်တာလေမဟုတ်ဘူးနော်ခုနကဆရာတို့ပတိစိတ်နေရောအဲ့ဒီကြောင်ကခေါင်းရင်တည့်ရပင်မှာရှိနေတာကျွန်တော်ကဒီဘက်လဲလိုက်တော့ဒီကအိတ်ရှိလန်ရန်ပေါ်ရောက်နေပြီအဲ့ဒီကနေကျွန်တော်ကိုကုတ်ပြီးစက္ကန့်ပိုင်းလောက်ပဲကြာတယ်ဟိုဘက်အိမ်ခေါင်းမိုးပေါ်ရောက်နေပြန်ရောဒါကြောင့်စွမ်းနေလို့ပြောတာမင်းပြောတာတေးကြလို့လားတကယ်ပါဆရာရဲ့ဆရာတပည့်လိန်ပြောရင်နောက်တစ်ခါဖြားဖင်နေမကပဲဒီကိုယ်လုံးမှာကပ်ပါစီ ဖိုးကလေးပြောတာတေးကြတယ်ဆိုရင်ဒီကြောင်ကတာမန်မဟုတ်လာဘူးဘလို့တာမန်မဟုတ်တာလဲစီယာအဖွားပြောတဲ့ပုံရရုပ်သွင်ပြောင်းမှော်စင်ဆောင်ကိုခိုးယူသွားတဲ့သူကလူသွင်းနဲ့ခိုးတာမဟုတ်ဘူးဆိုပဲခုနကကြောင်ဆရာတန်တရားဝင်နေရလားမောင်စမစကားကိုအောင်မြတ်တာပြန်မဖြေပဲအတန်မထွက်ဖို့လက်ဟန်ခြေရန်နဲ့ပြလိုက်ပြီးခေါမိုးပေါ်လက်ညှိုးထိုးပြလိုက်တယ်မောင်စမတို့ကချက်စိုနှစ်ကွက်ကမီးတောက်တဲ့တပည့်တွေဖြစ်လို့ဘာမှဆက်မပြောပဲ ခေါမိုးကိုမောကြည့်လိုက်တဲ့အချိန်ဖျက်ရွက်တွေကိုခပ်ပွားပွားနေလာတဲ့အတန်တစ်ခုထွက်လာခဲ့တယ်။ခြေတန်းတစ်ချက်ပဲကြာပြီးပျောက်သွားတာကြောင့်အောင်ရဲတာကကျန်းဝုန်းနဲ့ရိုက်ချလိုက်ရာကြောင်တကောင်ခေါမိုးဘုရားနေလိတ်ပြီးပြုတ်ကျလာခဲ့တယ်။ဖူကရုံအဲ့ဒီကောင်ပြစ်စံမောင်စမအော်တန်ကြောင့်ဖူကရုံလည်းလောင်စလုံးထဲတဲ့အိတ်ကိုဆွဲယူပြီးပြုတ်ကျလာတဲ့ကြောင်ပြစ်ပါလေရော။ဒါနဲ့လောင်စလုံးတွေကကြောက်အောင်မထိပဲမြေကြီးကိုသာထိပြီးလွင့်ထွက်သွားခဲ့တယ်။ဆရာယုံမီမို့လား ဒီရွာမှာကြောင်တောင်ဆွမ်းပါတယ်လို့ဒီကောင်အတော်မြန်တာပဲရေခနေရေခနေပြေးရများမနေကြည့်อยู่ရတယ်ခွန်လာအံ့ဩစွာပြောလိုက်ရအောင်မြတ်တာကဖူကရောမင်းအဲ့ဒီကြောင်မဖမ်းကြည့်ဦးလားဖမ်းကြည့်တာလက်ကိုရားနေရပဲဆရာရဲ့ဒီကြောင်စုပ်ကျွန်တော်ကိုကုတ်သွားတာမကျေနပ်သေးဘူးဒါဖြင့်ငားနေလိုက်ခဲ့ဆရာတို့ကရောဒီလောက်ကဖိုးကရောလောက်နဲ့ဖြစ်ပါတယ်မင်းတို့ကအိမ်မှာပဲနေခဲ့ဆရာဒီကြောင်စုပ်ကိုဘမသွားဖက်မှာလဲခဏနေရော သူရှိရဲ့နေရာကိုလမ်းပြပေးမဲ့သူခေါ်လိုက်အောင်မယ်။အောင်မြတ်တာကအနားမှာပေါက်နေရဲ့တစ်ပင်ကတေးရွတ်တရွတ်ကိုခူးပြီးလေးလုံးစမရိုက်ချလိုက်ရတေးရွတ်ကအသက်ရှိရဲ့လားတာမန်တစ်ဖြက်ဖြက်ခက်ကပြန်ထွက်သွားခဲ့တယ်။တေးရွတ်လေးကတစ်ဖြက်ဖြက်နဲ့ပြန်ရင်အေးတေးရှိအရောက်မှာတော့ညာတစင်းလိုထိုးဝင်သွားတာမြင်လိုက်ရတယ်။ဆရာတေးရွတ်ကအိမ်ထဲဝင်သွားပြီဗျ။ကျောင်းစုပ်ကဒီထဲမှာပဲရှိရမယ်။ဖိုးကလုံးစကားတန်စုပ်အစ်တေကားတစ်ချက်ပွင့်လာပြီးမိကလေးတယောက်ထွက်လာခဲ့တယ်။ ညာရေးတကောင်ဘာကိစ္စရှိလို့လဲအမအိမ်မှာကြောင်တကောင်ရှိနေရဲ့ဗျကျွန်တော်တို့ကအဲ့ဒီကြောင်စုပ်ကိုဖမ်းမလို့အိမ်မှာဘာကြောင်မှမရှိပါဘူးအဲ့တယ်ရီအထင်မှားနေပြီတင်တယ်အထင်မမှားအိမ်ထဲမှာကြောင်တဲ့တကောင်ရှိရဲ့အမိမယုံရင်ကျုပ်တို့လက်တွေ့ပြမယ်အောင်မြတ်သာစကားဆုံးတာနဲ့ချက်ဝင်းနေကိုလေးလုံးငင်းခုစမတရက်ကိုဖူကရုံးကိုပေးပြီးတော့ဒီစမအောင်လောက်စလုံးမှာပတ်ပြီးခေါမိုးပေါ်ပြစ်တင်လိုက်ဟုတ်ကဲ့စီယာဖူကရုံးလည်း စမားဆောင်ရွက်ပတ်ထားတဲ့လောက်စလုံးကိုအေခါမိုးပေါ်ပြစ်တင်လာရာကြောင်တဲ့တကောင်ဘုခနဲ့ပြုတ်ကျလာပြီးတခွေကူနဲ့လူးလိုက်ကအော်ပါလေရောညတကောင်ချိန်စူးရှားတဲ့ကြောင်ဝတန်ကြောင့်အိမ်ကြီးချင်းနဲ့နိုးလာပြီးမိအိတ်အလင်းရောင်တွေထွက်လာတဲ့ချိန်လူးလိုက်နေတဲ့ကြောင်နဲ့ကြီးကနှောက်ကျွန်းပြစ်လိုက်ရာကြောင်တဲ့အသွင်ကနေလူတယောက်တွင်ပြောင်းသွားခဲ့တယ်ဟွန်းစက်ကြောင်နေနေဘလို့လောက်ပြီးဆရာဒါရွာထိပ်မှာတွေ့ခဲ့တဲ့ကောင်ပဲအမိသူ့ကိုတိနေရလား ဒါဒါကျမမောင်လေးပဲခင်ဗျားတို့ကြုတ်ကိုဖမ်းမယ်ဆိုရင်ကြုတ်ပြောတာအရင်နားထောင်ပေးပါပြီးမှကြုတ်ဘသူဆိုတာရွာလူတွေကိုအသိပေးလို့ရတယ်ကောင်းပြီလေမင်းပြောတာနားထောင်ပေးမယ်ကြုတ်ကိုလိမ့်လဲမယ်ဆိုရင်တော့ခုနကခံစားခဲ့ရတာထက်အဆောင်ပေါင်းများစွာပိုဆိုးလိမ့်မယ်ဒီမှာရက်ပြောရင်ရွာလူတွေတမျိုးထင်နေမယ်အိမ်မော်တက်ကြပါအောင်အိမ်မော်ရောက်တော့မေဖြူကစက်ကြနေနေကဘလို့လို့ပြီးဒီပညာတွေတက်နေရလဲ ကျွန်တော်ငငယ်တော့အဖေရုပ်ပြနေကြတန်ပါအောင်အမမှတ်မိလားရုပ်သိမ်ပြောင်းလေးရဲ့အိမ်မော်တက်ကမျိုးရိုးအဆက်ပြက်လက်တန်းဆိုတဲ့တပောင်လားအဲ့ဒီတပောင်စရစိန်ညာဆိုတဲ့မိမယူဖြုတ်ချခြင်းရုပ်သိမ်ပြောင်းမော်စင်ကိုအောင်မြင်အောင်ကျင့်ရမယ်လို့အဖေပြောခဲ့ဘူးတယ်ခဏနေပါဦးဒေါ်စိန်ညာကိုဘာကြောင့်ဖြုတ်ချရမလဲဆိုတာရှင်းပြစမ်းပါတကယ်တော့ဒီဟာကျုပ်တို့ရဲ့ဘိုးဘေးတွေအစဉ်ဆက်အုပ်ချုပ်ခဲ့တာရုပ်သိမ်ပြောင်းမော်စင်ပညာရဲဆိုတာကလည်း ကျုပ်တို့ဘူပေရီယာပဲရေးသားခဲ့တာဒေါအောင်ဒေါ်စင်ညာရဲ့ဘူပေရီယာအောက်မော့ပညာရဲလို့အမည်တက်ပြီးအပုတ်ချခဲ့တယ်လို့ရွာလူတွေကိုစီယုံပြီးတဆင်ထောင်ခဲ့တယ်ဒါမဲ့သူတို့ဒီဝါကိုပြောင်းရွှေ့စီရရုပ်သွင်ပြောင်းမော့စင်စာကိုဒုတိယအတွဲကိုပဲရခဲ့ကြတယ်ပထမအတွဲကမင်းတို့စီမှာရှိနေသေးရပေါ့ဘူပေရီရဲ့အမျှော်မြင်ကြီးမှုကြောင့်ပထမအတွဲကိုဖွက်ထားနိုင်ခဲ့တယ်လို့မိသားစုရဲ့ပထမဆုံးယောက်ျားသားအသာစာအုပ်ကိုဖတ်ခွင့်ရှိရဲ့ကျုပ်ဖေဟာဒီဝါကို ာမန်ရွာသားတယောက်အနေနဲ့ပြန်ဝင်ပြီးသူ့ရင်မှန်းချက်ဖြစ်တဲ့ဒေါ်စိန်ညာမျိုးဆက်ကိုဖြုတ်ချဖို့ကြိုးစားခဲ့တယ်။ဒါမဲ့ကျင်းစီမအောင်မြင်ခင်မှာပဲဆုံးမသွားခဲ့တယ်လေ။ဒါရီယိုငါဘာလို့မသိခဲ့ရလဲ။နောက်ပြီးနေရပါလို့ပညာမတက်တဲ့သူဖြစ်ဟန်ဆောင်နေရလဲ။ဒေါ်စိန်ညာအရန်တန်နရာကြီးသူတယောက်လို့အဖေကပြောတယ်။ရွာမှာပညာစွမ်းထက်တဲ့သူတွေဆိုရင်ငယ်စဉ်တည်းကချိုးနေခံရတာအမှမြင်ပဲမို့လား။အဲအကြောင်းအဖေကကျွန်တော်ကိုဘာမှမတက်တဲ့သူဖြစ်နေခိုင်းခဲ့တာ။ နောက်တစ်ချက်အဖေပါလို့တေးရလဲအမသိတာအဖေကတခြားရွာသူတွေနဲ့ပညာပြရင်းတေးရဆိုဒါကြောင့်အဖေကနေမရိုးအလို့နဲ့လို့ပြောခဲ့တာခင်ဗျားတို့လည်းသူ့ရဲ့လှဲ့ကွက်အောက်မှာမျောနေခဲ့တာပဲမင်းပြောတာအမှန်နေလားကျုပ်ဘာလို့လဲရမှာလဲမင်းပြောတာအမှန်ဆိုရင်ကျုပ်ကလည်းမှန်တဲ့ဘက်ကနေရက်တီပြီးမှာပါခင်ဗျားကျုပ်ကိုဒေါ်စင်ညာလက်ထဲမအပ်တော့ဘူးလားကျုပ်ကပို့ကိုဆွဲတဲ့အမှန်တရားကိုပဲကြည့်ရလူစားမျိုးပါ လောကမှာခမားတို့လိုလူကိုခုမှပဲမြင်ဘူးတော့လေဒါနဲ့မင်းလက်ကောတက်တာရဲ့လားရပါတယ်ဘာမှမဖြစ်တော့ပါဘူးဒေါ်စိညာရဲ့စိတ်ရင်းမှန်ကိုတီးဖို့ဘလို့လောက်ကြမလဲလွယ်ပါတယ်ကျုပ်ဒီတစ်ခါဝင်တဲ့အခါအမိခံလိုက်မယ်လေဆက်ကြရင်ဖြစ်ပါမလားနေတစ်ခုခုဖြစ်ရင်ငါရင်ကျိုးမှာစိတ်မပူပါနဲ့အမသာခုလိုရိုးရိုးအေးအေးပဲနေဒေါ်စိညာရိုးအားတဲ့သူဆိုတိတ်သဘောကြတာဘာလို့သူကသဘောကြရလဲဘာလို့လဲဆိုတော့ အဲ့လူတွေကသူခိုင်းတဲ့အတိုင်းလုပ်ပြီးသူ့ကိုအာမခံနိုင်လို့ပေါ့ကဲကျုပ်သွားပြီစက်ကြလည်းအိမ်ခံမိုးပေါ်မှာလှဲ့ပက်သွားလာရင်ဒေါ်စိန်ညာတတိထားမိအောင်လုပ်နေတဲ့ချင်းစပက်ကြီးဘက်ကနေစကားပြောတန်တက်တက်ကြားလိုက်ရလို့ခံမိုးနဲ့ကက်လျက်ပေါက်နေရဲ့ပိန်းနေပေမော်ခုန်ကူးခဲ့တယ်စိန်ညာနေငါ့ကိုကတိပေးထားတာမေ့နေပြီလားမမေ့ပါဘူးဆရာရဲ့စိန်ညာလည်းဆရာလူချင်းတဲ့စာအုပ်ကိုစူးစမ်းပြီးရှာနေပါတယ်နေရာဒီရွာရဲ့အကြီးအကဲဖြစ်ပြီးတော့ အစဉ်အဆက်ထိမ့်သိမ်းလာတဲ့ပညာစင်စောင်းတွေဘယ်နာထားမှမသိဘူးပါလေ။စိညာမိဘတွေအစဉ်အဆက်လက်ဆင့်ကမ်းခဲ့လို့သာဒီနေရာကိုရလာတာပါ။သူတို့ရှိစရာနဲ့ပညာစင်စောင်းတွေဖွက်ထားတဲ့နေရာမပြောပြခဲ့ပါဘူး။နေမိဘတွေလည်းအတုံးမကြောက်၊နေလည်းအတုံးမကြောက်။ငါသာမောင်အေးဖြူကိုနေနေရပေးခဲ့။ဒီချိန်ငါလိုချင်တဲ့ຢာတွေရနေလောက်ပြီ။မောင်အေးဖြူဆိုတဲ့နာမည်ကြောင့်စက်ကြလှုပ်လှရှားရှားဖြစ်သွားတော့တယ်။ဒီလူကြီးကအဖေကိုသိနေပါလား။ ။ "तू ဟာဘသူလဲ။ဒေါ်စိန်ညာရော၊ तू နဲ့ဘလို့ပတ်သက်တာလဲ။ထို့စဉ်ခြံဝင်းထဲဝင်လာတဲ့ခြေတံတွေကြောင့်ဒေါ်စိန်ညာရှေ့မှာရက်နေတဲ့လူကြီးကခြုံတဲ့ဝှေ့ရန်လိုက်ရဖြက်ကနေပြောက်ွယ်သွားတယ်။ဆရာ၊ဆရာတို့ပါလား။ဒီကျဲကြီးဘာခိစားရှိလို့ရောက်လာတာလဲ။အောင်မြတ်တာကိုလည်းစပက်ကြီးဘက်ကိုစောင်းခဲ့ကြည့်လိုက်ရစက်ကြရဲ့အရေးရောမတွေ့လို့ဘာပြောမှမသိဖြစ်နေတဲ့ချိန်ပိနေပင်ပေါ်ကနေကြောင်တဲ့တကောင်ခုန်ချလာခဲ့ရာ ေကြီးပေါ်မရောက်ခင်မှာပဲလူအသွင်ပြောင်းသွားတော့တယ်။မင်းမင်းဆက်ကြမဟုတ်လား။ဘလို့ဖြစ်ပြီးမင်းကရှုံးသွင်ပြောင်းပညာကိုတတ်နေရလဲ။ဒီကိစ္စတက်ခုနကလူဘသူလဲဆိုတာသိကျင်တယ်။ तू ဟာကျွန်တော်ဖေကိုဘာကြောင့်သိနေရလဲ။ငါတို့ပြောတာမင်းနားထောင်ခဲ့ရလား။ဟုတ်တယ်ကျွန်တော်နားထောင်နေခဲ့တာ။ဒါနဲ့ तू ပြောတဲ့ပညာစင်စာအုပ်တွေဒီမှာရှိနေရဲ့နဲ့ဘာကြောင့်မရှိဘူးလို့လိန်ပြောရလဲ။သူ့ကိုပြောလိုက်ဒီတရွာလုံးအမှောင်တုတယ်ဆွဲခေါ်သွားလိုက်မယ်။ ဘာကြောင့်လဲ။ तू ကဘယ်သူမလို့ဒီလောက်ကြောက်နေရရလဲ။ဆရာဆောက်ရောက်တော့ကမရနာဆိုတဲ့သူဒီွာနဲ့ဘလူပတ်သက်လဲမေးခဲ့ဘူးတဲ့နော်။ဟုတ်ပါတယ်။ကြုံမေးဘူးပါတယ်။ဆရာမေးရဲ့ဖြေကိုအခုဖြေပါမယ်။ခုနအဖွားစီရောက်လာတဲ့သူကမရနာရဲ့ညာလက်ရုပ်တပည့်ဖြစ်တဲ့ကာမဏိပဲ။သူကနတ်ဖွဲ့တွဲရွာတိုက်ပွဲမှာမပါဝင်ခဲ့ဘူးလားအဲဒီချိန်သူအသက်ထုံကူးနေလို့မပါခဲ့ဘူးသူနဲ့ဘွားကဘလို့ပတ်သက်နေရလဲ လူငယ်တဲ့ချိန်တွေတော့အဖွားကသူ့ရဲ့တပည့်ရင်းဖြစ်ခဲ့ဘူးတယ်။သူ့ရဲ့အကူအညီကြောင့်ဒီနေရာကိုရခဲ့တာဆိုလည်းမမှားဘူး။ဒါဆိုကျုပ်ဖေကိုဂူရှိမှာတက်လိုက်တော့ခမားပါခဲ့တယ်မို့လား။အဖွားပါခဲ့တယ်ဆိုပေမဲ့မင်းဖေကိုတက်ခဲ့တာဂါမနီကိုယ်တိုင်ပဲ။သူကဘလို့ကြောင့်တက်ခဲ့ရလဲ။အဲဒီချိန်ဂါမနီကမင်းဖေကိုတပည့်ဖြစ်မွေးကျင်ခဲ့တယ်။အကြောင်းကတော့မင်းတို့ရဲ့ဘိုးဘေးတွေပိုင်ဆိုင်တဲ့ရုပ်သွင်ပြောင်းမှော်ကျင်းစဉ်စာကိုလူကျင်းလို့ပဲ။ သူ့ရဲ့အကြံကိုသိနေရမင်းဖေကတပည့်ဖြစ်ခံယူဖို့ညင်းခဲ့တယ်လို့စာအုပ်ကလည်းသူမတည်ဘူးဆိုပြီးညင်းခဲ့တယ်။တကယ်တော့မင်းဖေကအဖွားထက်ပိုပြီးရင်းရင်ခဲ့ပါတယ်။ဒါဆိုရင်ကျုပ်တို့မောင်နှမအကြောင်းအစရိယခမည်းတိနေရပေါ့။တိတာပေါ့စကြရဲ့။တနေ့နေ့တစ်ချိန်ချိန်မင်းတို့နှစ်ယောက်ကဒီရွာကိုကာကွယ်ရမှာမို့တက်သေးတက်အပ်တဲ့ပညာရည်တင်ဖို့အမုန်းခံပြီးပြောခဲ့တာ။ခုတော့မင်းကငါတင်ထားတဲ့တောင်ပိုတက်မြောက်နေပါလား။အဖွားကကျုပ်တို့ကိုခေါ်ပြီးအကူအညီတောင်းတာ။ ဒီစာအုပ်ကိစ္စကြောင့်လားဒါမှမဟုတ်ကာမဏီကြောင့်လားနှစ်ခုလုံးမှာပဲစီအားခုတော့ဒီရွာကိုကာဝယ်ပေးမဲ့သူတွေရောက်လာပြီမို့အဖွာစိတ်အေးရပါပြီဟုတ်လေလူလေးကိုအဖွာမေးချင်တာတခုကမော်စင်ပညာရဲ့စာအုပ်တွေဖွက်ထားတဲ့နေရာကိုဘလို့သိခဲ့ရလဲအမှန်တိုင်းပြောရရင်အဖေမသိခင်ပေးခဲ့တဲ့ရုပ်သွင်ပြောင်းမော်စင်စာအုပ်ထဲကနေသိရဒါလည်းကျင်းစင်အောင်မြင်မှသိခဲ့ရတာတော်လိုက်တာကွယ် ဒီလိုကျင့်စဉ်ကိုတာနန်လူတွေဘလို့မှအောင်မြင်အောင်မကြည့်ကြနိုင်ဘူးအခုဒုတိယတွဲကိုလည်းအောင်မြင်အောင်ကြိုးစားပါလူလေးရမကြခင်ဒီပါအောင်အုပ်ချုပ်ရလိမ့်မယ်ကျုပ်အဖွားပေါ်အထင်တွဲခဲ့မိရဲ့ဒီအတွက်တောင်းပန်ပါတယ်ရပါတယ်လူလေးရဲ့အဖွားခွင့်လွတ်ပါတယ်ဘာကမင်းပြောတာတေးကြလားညူမမနေ့ကကျွန်တော်နူးလာတဲ့ချိန်ရွာကိုလာတဲ့ဧည့်သည်၅ယောက်ရဲ့ဆက်ကြဆိုတဲ့ကောင်လေးရဲ့ဒေါ်စိန်ညာရဲ့စကားပြောနေရတေးချာကြားလိုက်ပါတယ် အဖေကြီးပညာပေးခဲ့တဲ့ဒေါ်စိန်ညာခုလိုတစ္ဆာဖောက်လိမ့်မယ်မထင်ထားဘူး။ဒါကြောင့်ငါ့ကိုအမျိုးမျိုးလှက်ပတ်နေရအောင်။ဟဲ့ငကုန်းတို့ငါပြောလို့ခုချက်ချင်းငါတပည့်ယူနေစီအကြောင်းကြားလိုက်။ဂါမနီယိုအာခန်ရဲ့ဘလို့ဖြစ်မလဲဆိုတာပြရသေးရပေါ့။အဖေကျွန်တော်မိသားစုတွေရှောင်ထားလိုက်ရမလား။မသေးချင်းရှောင်ထားကြပေါ့။ငါတော့ဆုံးဖြူမှတရွာလုံးကြက်ကုန်းဖြစ်အောင်လုပ်ပြမှာ။ဂါမနီယာမီးပုံနေရမီးကဲတွေကိုလမ်းနေစုပ်ကရင် မန်ပါပါကျိုးဝါလိုက်ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဆုံးဖြူမာရွာဆိုတဲ့ဇလန်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခြင်းလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။